တော့တယ်မှာဂျင်းဆောင်နဲ့ဆိုင်ရင်တော့တွေ့နေကြပြီမစ္စတာအဖို့အကြာကြီးဆောက်လိုက်ရလားလို့မေးတော့ဂျင်းဆောင်ကတိတ်နောက်မကြသေးတော့အရေးမကြီးပါဘူးလို့ပြောတဲ့အတွက်ဆိုင်ရုံကအေးပါဘာပဲဖြစ်ရင်ငါတို့ကထိတ်ဆုံးနဲ့နောက်ဆုံးမလို့အတူတူဖြစ်နေတာမှန်လား ဆိုတော့မဆိုပါဘူးဒါနဲ့ငါတို့နောက်ဆုံးနေရာကိုဘယ်ချိန်ရောက်ရင်ထွက်မလဲလို့မေးတော့ချင်းဆောင်ကအမ်ဒီတယောက်ချင်းသိချင်ပြီးရင်ပေါ့လို့ပြောတဲ့အတွက်ဆန်ယုကဟမ်နင်းကယုံကြည်မှုတွေရှိနေရပဲဆိုတော့ချင်းဆောင်ကခဏပဲစောက်ပါနောက်ပတ်စို့ငါအဆင့်တစ်စိတ်ရောက်တော့မှလို့ပြောတဲ့အတွက်ဆန်ယုကဟမ်ဟုတ်လားဒါဆိုတက်သားပဲလားဒါမှမဟုတ်တက်ချက်အဆင့်လားလို့ထပ်မေးတော့ချင်းဆောင်ကပြောမရဘူးငါ့ကိုတက်ချက်ရလို့ထိတောင်ညစ်ချင်ညစ်ပေးလိုက်မှာမဟုတ်ရင်လည်းအရာခံပိုလို့ပေါ့လို့ပြောတော့ဆန်ယုကဟာဟာဟာနင်းကအိမ်မအကြီးကြီးတွေမတ်တက်တာပဲလို့ပြောရင်အေးအဲ့လိုဖြစ်သွားရင်ကောင်းမှာပဲလို့ တော်တော်လေးတိုတော့တိတ်မကြလိုက်တဲ့ချင်းဆောင်ကဘာပြောလိုက်တာလဲလို့ထပ်မိပါတယ်ဆင်းရုံကဘာမှမဟုတ်ပါဘူးလို့တိုရင်ပြန်လာကြပါတယ်ထို့နောက်မနက်ခင်းတို့ရောက်လာပြီးအကြီးလေးချင်းနေကြပါတယ်ဂီယောင်ကတော့ဟူဒါဘလို့အရင်မပါတာကြိုးလဲမနက်စောကြီးမှာကွာလို့တိုနေတော့ ဆိုကခြင်းဆောင်ကထက်သွားတဲ့အတွက်ဟမ်နောက်တလားလို့ပြောရင်ထိတ်လန့်နေပါတယ်ဒါကိုကြည့်နေတဲ့စီနီယာတို့က "तू ကနောက်ကအဖွဲတက်တော့ဒီဒါနှစ်ပတ်တောင်စိုးတယ်"လို့ပြောတော့ဒေါက်တာမမက"โอ้ခြင်းဆက်ကခြင်းဆက်မှာပဲဒါပေမဲ့တခြားသူတွေကတော့စက်ကားတွေထဲကလို့ဇွန်မီတွေနဲ့တူတယ်နော်"လို့ပြောတော့တခြားစီနီယာတွေက"ဟုတ်တယ်တကယ့်ဇွန်မီတွေပဲမနေ့ကမှတ်မိလားပီတီချိန်မှာဘယ်သူမှအထုတ်မခံလိုက်ရဘူးလေ" ်အာဟုတ်တယ်ဟုတ်တယ်လို့ထောက်ခံနေပါတယ်ဒေါက်တာမမကပဲစပီးမနေ့ကလည်းဘယ်သူမှစိတ်ကလာမပြချက်တလို့ကိုခန်းအားဖွင့်ပြအောင်လည်းလာမလုပ်ကြဘူးအဲ့တော့ဘာလို့ပြောချင်တာလဲနားလေတယ်မှလားဆိုတော့စီနီယာတွေကဟမ်သူတို့ကပီတီချင်းပြီးတော့ကိုခန်းအားဖွင့်ပြအောင်လာမလုပ်ကြဘူးဟုတ်လားအဲ့ဒါဆိုသူတို့ကတကယ်ဇုံမီတွေပဲလို့ပြောတဲ့အတန်တွေကိုစောင့်ဟူကကြားပြီးဇုံမီဟုတ်လားဇုံမီအဖွဲကောင်းတယ်ကောင်းတယ်လို့တင်ကြပါလေထို့တို့ကြီးအမှတ်ပေးစင်းမှလည်းဂျင်းဆောင်တို့အဖွဲကထိတ်ဆုံးဖြစ်နေပါတယ်ထို့နောက်လေ့ကျင့်ပြီးလို့ပြန်လာနေကြရင်ရှေ့ကနီးတရစီနီယာကဂျင်းဆောင်ကိုကြည့်ကထိတ်လန့်နေပါတယ် ီကောင်လေးကဒုတိယနှစ်ကအားအနေဆုံးအခန်းတစ်စီကကောင်လေးမှာဟုတ်ရဲ့လားသူတို့အကြီးကအကြောက်ဖို့ကောင်းလိုက်တာသူ့အတွင်းနေချင်းချီဆောင်ကနောက်ကနေလမ်းတစ်လျှောက်ခေါ်နေပေမဲ့ပြန်မထုတဲ့အတွက်ပခုံးပုတ်ခေါ်လိုက်ရပါတယ်အသွေးလွန်နေတဲ့နီးပြားစီနီယာကတော့ထိတ်လန့်သွားမိမှာဟန်ကုတ်ခါ ဘာလဲလိချင်းစစ်သားဆိုတော့ချင်းဆောင်ကကျွန်တော်သိချင်တာလေးတခုရှိလို့ပါလူချွတ်သားစွာပြောပါတယ်ဒီတော့စီနီယာစိတ်တယ်ဒီကောင်ကတော့ပုံမှန်လို့ပါပဲအနောက်ကကောင်လေးလည်းသွားပြီးထင်တယ်ဒီကောင်လေးနဲ့စကားပြောပြီးစိတ်ပြန်လန်းဆောင်အောင်လုပ်ရမယ်လူသွေးကဟုတ်ပြီနီးပြားကဒီမှာမရှိဘူးဆိုတော့မင်းငါ့ကိုမေးချင်တာမေးလို့ရတယ်မင်းဒီလိုလိချင်းရေးလောက်တာပထမဆုံးမှလားလူပြောတော့ချင်းဆောင်ကဟုတ်ကဲ့ကျေးဇူးပါဒါဆိုကျွန်တော်အနောက်ရက်တွေကိုဘလို့ညင်ညင်ရှင်းသိရမလဲဆိုတာပြောပြပေးပါလူမီးတော့စီနီယာကအဲ့ဒါတော့ငါအမပြီးချင်ဘူးလူတင့်ထိပါတယ်ဒီတော့ချင်းဆောင်က ဟမ်ဘာလို့လဲအဲ့ဒါတွေညဉ့်ညံရှင်းပြရင်အမှတ်ညဉ့်ညံရမှာမဟုတ်ဘူးလားလို့ထပ်မေးတော့စီနီယာက ဟုတ်တော့ဟုတ်ပါတယ်ဒါပေမဲ့မင်းလေ့ကျင့်စခန်းတွေရှင်းပြပြီးွားရင်အဆောင်ကိုလီးပြားကမင်းကိုအခန်းထဲကိုတရားလောင်လှုပ်လိုက်မယ် ပြီးတော့တခြားလူတွေအကုန်ရှင်းလို့မပြီးခင်အထိမင်းတို့ကိုအပိုပီတီလောက်ခိုင်းလိုက်မယ်ပြီးတော့မင်းတို့ကပထမဆုံးသွားတဲ့လူတွေဆိုတော့အဲ့ဒါကတော်တော်ကြမှာလို့ပြောရင်နောက်လက်ကြည့်လိုက်တော့ပုံမီနားထောင်ရကနေထွက်လာကြတဲ့ဂျင်ဆောင်ရဲ့လူတွေကိုညင်ပြီးထိတ်လန့်သွားပါတယ်ဂျီမောနေတဲ့ဂျင်ဆောင်ကနားလဲပါပြီအကုန်ကြားလိုက်ပါလားငါတို့ညဉ့်ညဉ့်ရှင်းလေအမှတ်ပူရလိမ့်မယ်အချိန်ပိုလေ့ကျင့်ရင်လည်းရအောင်မှာကွာဆိုပြီးပြောနေကြတော့စီနီယာကအာကြီးပဲဒီတော့ဒီကောင်ကအဲ့အယူတွေရဲ့ boss ပေါ့ထို့နောက်တောင်းအောင်စင်လေ့ကျင့်ရင်ကိုရောက်လာကြပြီးထောက်လန့်ရေးစီနီယာတွေကဂျင်ဆောင်တို့အဖွဲ့ ငယ်ရောက်လာတဲ့အတွက်အံ့ဩနေကြပြီးစိရင်းကိုအပြင်ကြည့်လိုက်တဲ့အခါအကုန်လုံးကကြော်ထက်နိုင်ခဲ့တာကိုသိပြီးအံ့ဩနေကြပါတယ်ဒီတော့အစကလေးကစောင့်ကြည့်နေတဲ့ဇီနီယာကမင်းကသူတို့ကိုအစကလေးကတွေးခဲ့တာမဟုတ်တော့သိမှမဟုတ်ဘူးကြော်နံပါတ်300ကောင်လေးကခုံချဖို့ပြောလာရင်14ရောက်လုံးကခုံချကြရတယ်သူကတက်ဖို့ပြောရင်အကုန်လုံးကတက်ကြရတယ်စိမ့်ဖို့ပြောလာရင်လည်းအကုန်လုံးကစင်းတယ်ဟမ်ကြော်နံပါတ်300ဟုတ်လားကိုင်းထက်ပတ်ကြည့်နေတဲ့တယောက်ကိုပြောရလားအေးဟိုမှလည်းကြည့်ဦးမင်းလုံနိုင်တယ်ခုံချလာ ော်တယ်အကုန်ချက်ကျော်ပြီးပြီကဲအခုတွေ့ရမှလားသူတို့အခုပီတီကန်းကိုတွားကြတော့မှာကဲငါတို့ပီတီကန်းကိုတွားကြမယ်အားရှိသေးရမှလားရှိပါတယ် ဟေးငါတို့နေရာလေးကြမလားကြိုကြိုနေပါကွာတောင်းရညောင်စိတ်ဆွမ်းလေ့ကျင့်ရေးအခုကစပြီးမင်းတို့စိတ်ဆွမ်းလေ့ကျင့်ရေးကိုလုပ်ကြမယ်အစကဒီလေ့ကျင့်ရေးကိုနောက်ရက်မှလုပ်ဖို့ပဲဒါပေမဲ့အပူလိုင်းထည့်မယ်လို့ကြေညာထားတဲ့အတွက်အစီအစဉ်ပြောင်းလိုက်ရတယ်ဒီလေ့ကျင့်ရေးပြီးရင်အခန်းကျန်နားလို့ရမယ်ရာသီဥတုအကြောင်းလေးကြောင့်လုပ်လိုက်ရတာဆိုပေမဲ့အဆင်ပြေပါတယ်အပူချိန်နည်းတဲ့အခါမျိုးမှာလူတယောက်ရဲ့ခန္ဓာရည်ကပိုတိတာလာတယ်ဒီလေ့ကျင့်ရေးအဓိကရည်ရွယ်ချက်ကလေ့ကျင့်ရေးစစ်သားတွေကသူတို့စိတ်ဆွမ်းကိုတုံးပြီးလို့ခန္ဓာရည်ကကန့်တချက်ရောက်နေတဲ့အောင်တိုက်ခိုက်နိုင်တယ်ဆိုတာသိကြအောင်လို့ပဲပြီးတော့သူတို့အရင်ကလို့ပုံမှန်အချိန်တွေမျိုးမှာစိတ်ဆွမ်းအသုံး ုံးတာမဟုတ်ပဲဒီလေ့ကျင့်ရင်းကသူတို့ပင်ပန်းနေတဲ့အချိန်မှာသူတို့ရဲ့ဖုံးကွယ်ထားတဲ့စိတ်ဆွမ်းအားတွေကိုထုတ်ဖို့ပဲဒီလေ့ကျင့်ရင်းပြီးရင်တမားတဲ့စိတ်ဆွမ်းရင်ရှိတဲ့လေ့ကျင့်စက်သားတွေကသူတို့ရဲ့စိတ်ဆွမ်းအားကိုဘလို့တိတိကျကျတော့ရမလဲဆိုတာကိုနက်နက်နေနေသိသွားလိမ့်မယ်ကဲဒါဆိုလေ့ကျင့်ရင်းစမယ်ဒီလေ့ကျင့်ရင်းကစိတ်ဆွမ်းအားကိုအသုံးချဖို့အတွက်ပဲခုမှကြောက်တုံးကြီးကိုတွေ့တယ်မှလားတွေ့ပါတယ်အဲ့ကြောက်တုံးကြီးတွေတက်စီတော့အောင်မင်းတို့ရဲ့စိတ်ဆွမ်းအားတွေအကုန်လုံးတော့ရမယ်အာအာ မင်းတို့နမဆင်ရင်လိုက်တယောက်ချင်းစီကအကြောင်းတော်တစ်ခုစီကိုယူဖို့စ조사ကြရမယ်မင်းတို့စွမ်းအားကုန်ထုတ်ပြီးအကောင်းဆုံးစ조사ကြရမယ်စိတ်စွမ်းအားဆက်မထုတ်နိုင်တဲ့လူကနောက်လူနဲ့နေရာလဲရမယ်အဲ့စကားကြောင့်လူတချို့ကမထင်နိုင်ဘူးလို့ပြောနေကြပါတယ်ဒီတော့အဆောင်ဟိုကမင်းတို့တချို့တလီကအစိုးရပဲသွေးနေကြမယ်ဆိုတာငါသိတယ်မင်းတို့အညာစုကငါစိတ်ဆောင်အားပါလဲဆိုတာသိရမှလားသူတို့ပြောလိုက်တဲ့သူကចောင်းသားတွေကစီနီယာရဲ့စိတ်ဆောင်အားကငါမင်းကိုတိကျမောက်ဖမ်းမယ်ဆိုတဲ့ကိုပိုင်တိုက်ခိုက်တဲ့ဆောင်အားပဲစီနီယာတော်အိတ်ကြောက်တော့ကိုတွားခွဲမယ်ဆိုအဲ့ဒါကလို့ပြောနေတော့ ငါမင်းကိုတရားပေါက်ဖမ်းမယ်လို့ပြောရင်ဒီပိုင်းလေးတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။ဂျေဆောင်တို့ရဲ့ဆုံးမအဖွဲဒီလိချင်းကြီးကိုဘယ်လိုကြော်ညက်မလဲဆိုတာကတော့နောက်ပိုင်းလေးမှာဆက်တွေ့ပါမယ်။အားလုံးပဲကျေးဇူးပါ